င်္ဂလာပါရှင်။တန်လွင်မြင့်ရေမှာအာဆင်နဲ့တက်တူတက်ပါဝင်မှုမြင့်မာနေတဲ့အတွေ့ငါးဖန်းချင်းနဲ့ရေအုံပြုတ်ချင်းကိုတားမြစ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ Time မြန်မာနဲ့ဆက်တလျှောက်စီးဆင်းနေတဲ့တန်လွင်မြင့်ရေမှာအာဆင်နဲ့တက်တူတက်ပါဝင်နေမှုကဘေးကင်းအဆင်ပမာဏထက်ငါးဆပုံများနေကြောင်းစစ်စစ်တွေ့ရှိရပြီးတဲ့နောက်ငါးဖန်းချင်းနဲ့မြင့်ရေအုံပြုတ်ချင်းတို့ကိုဒီဒခန်အာနာပိုင်တွေကတားမြစ်ထားတယ်လို့ Time Media များတွင်ဖော်ပြထားပါသည်။ Time မြန်မာနယ်စပ်မဲအောင်ဆောင်ခရိုင်နယ်စော့မွန်မြို့နယ်အတွင်းမှရှိတဲ့တန်လွင်မြည်ရည်တွေကိုကောက်ယူထားတဲ့ရေနမူနာမှာအာဇင်းနဲ့တမတ်ပမာဏထက်၅ဆအထိတွေးရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စော့မွန်မြို့နယ်ဒေတာခန့်တွေကတန်လွင်မြည်ရည်ကိုအသုံးမပြုဖို့နဲ့ဖန်ဆီးရမိတဲ့ငါးတွေကိုလည်းမစားသုံးဖို့အာနာပါန်တွေကတတိပေးထားပါတယ်။ ထားနိုင်ငံတဘောဝပဝန်ကျင်ထင်တင်ဝန်ကြီးဌာနဒုဝန်ကြီးစုချက်ချုံကလန်ကတပ်ဆိုင်ရာအဖွဲ့အစည်းအေဂျင်စီတွေအနေနဲ့တန်တွင်မြင့်ရအစိမ့်တင်နေမှုကိုအလင်းအမြန်စုံစမ်းစစ်ဆေးဖို့အမိတ်ပေးထားပါတယ်တိုင်းဂရနီနဲ့ဆက်မရှိတဲ့တိုင်းတာလက်နက်ကန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဂရနီအမျိုးသားတိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တူရဲ့ပြောဆိုချက်အရတန်လွင်မြစ်အတွင်အာဇင်းနဲ့တတုတက်တွေပါဝင်နေမှုမြင့်မားနေတာက ဒေတာတွင်တမိုင်းတရှောင်းမဖြစ်ခဲ့ဘူးကြောင့်လည်းရှမ်းပြည်နယ်ဖဲချန်းကတရုတ်လူမျိုးတွေပိုင်ဆိုင်ထားတဲ့တတူတွင်ကြီးတွေကြောင့်ဖြစ်နိုင်တယ်လို့ Time Media တခုမှဖော်ပြထားပါတယ်။ရှမ်းလူအခွင့်အရေးဖောင်ဒေးရှင်း SHRF ကထုတ်ပြန်ထားတဲ့အစိုးရအခန်းစာအရာရှမ်းပြည်နယ်မိုင်းဖြတ်မြုံနယ်ဝပြည်တွေးစီလုံးငင်ညူရဲ့တမတော် UWSA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့တန်လွင်မြစ်ရဲ့မြင့်လက်တက်များတွေ့ မြေရှားတတူတူးဖို့ရင်26ခုအထိရှိနေပြီးတဘောဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တယ်လို့ဖော်ပြထားပါတယ်ရှင်။